်င်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇာလန်လေးကတော့စာရေးဆရာဆိုင်းချယ်ရီမြေရေးသားထားတဲ့ဘုံမယောက်နဲ့ပညာတဲ့လင်မယားဆိုတဲ့ဆဲဝင်ဇာပွဲရာဇာလန်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ဒီဇာလန်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးသူများလောက်ထားပေးခဲ့ကြပါအောင်နော်ဇလန်းတစ်တွေတင်တိုင်းသိရအောင်လေ ဘေးနားကနိုတီခေါလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာအဘိုးဆုံးတို့ကဝေတို့ဆိုတာတကယ်ရှိလားချမ်းရေးလာသည့်ညာလေးတညာ၌ဘီးပုံဖို့ကမီးလုံနေကြတဲ့သူများအထက်မှတာလာဟုအမည်တွင်သောကာလာသားတယောက်ကဘိုးမင်းအောင်အားမေကွန်းတစ်ခုမေးလိုက်လေတဲ့တာလာနဲ့အတူစိုးပေကြောက်တော့နဲ့တခြားရွာသူရွာသားများကလည်း ထိုမီးပောင်ကြီးအားဝိုင်းဖွဲ့ကထိုင်၍ဝီးလုံးနေကြပါသေးတယ်။ထိုအချိန်ဘိုးမယောင်ကတောက်လက်ဆရင်းွေးချမ်းပကံအားအောက်သို့ချလိုက်ခါတာလာရဲ့အမေကိုပြန်ဖြေပါတော့တယ်။ရှိတာပေါ့ကွ။မောင်တာလာရဲ့ရှိတာပေါ့။ဒါဆိုအဖိုးကရောအဲ့လိုလူတွေနဲ့ကြုံခဲ့ဘူးသေးလား။ဆိုးပေကဝင်မေးလိုက်ချင်းဖြစ်လေတယ်။ဒါပေါ့ကြုံဘူးတာပေါ့။ အချားမှမဟုတ်ဘူးဒီရွာမှာတင်ဖြစ်သွားခဲ့ဘူးတာလေဟာဟုတ်တာဒါဆိုကျုပ်တို့ကိုပြောပြပါအောင်အဖိုးရဲ့ဟုတ်ပါပြီဟုတ်ပါပြီကျုပ်ပြောပြပါမယ်တေတေချာချာနားထောင်နော်ဟုတ်ကဲ့ဖိုးဖြစ်ပုံကဒီလိုကွယ်ဤတော့ဖြစ်ဘိုးမယောင်ကသူ့ရဲ့ကြုံတွေ့ခဲ့ရသည့်အဖြစ်ပြက်များအားစတင်ပြောပြပါတော့တယ်အဲ့ဒီတုန်းက ရန်ကုန်မြို့လမ်းဘတော်ဆက်လေးလမ်းမှာနေထိုင်တဲ့လူမကြီးဖိုးတုတ်ခေစားနေတဲ့အချိန်ပေါ့ကွာအေးအဲ့ဒီအချိန်ကျုပ်တို့ရွာဒီရွာမှာလဲလူမိုက်ဖိုးတုတ်ဆိုတာရှိတယ်ကွဲ့ဒီရွာကဆိုတော့လမ်းမတော်ဖိုးတုတ်မဟုတ်ပဲအေးတာယာဖိုးတုတ်ပေါ့ကွာသူ့ကိုတချို့လူတွေကနောက်တစ်မျိုးခေါ်ကြသေးတယ်ဝရင်တုတ်ဖိုးတုတ်တဲ့သူကလည်းနမ်မီနဲ့လိုက်အောင်ရန်တွေပါတွေဖြစ်ပြီဆိုရင်အခြားလက်နဲ့မတုံးဘူးဝရင်တုံးနဲ့ပဲဆော့တာ တခါကသူ့ရဲ့အကြီးအကျယ်ဆုံးရံပွဲတစ်ခုဖြစ်သေးတယ်။ကြောက်ဝိုင်းမှာအချားရွာကကောင်းတွေနဲ့ကြက်တားရင်ရံဖြစ်ကြတာ။ဟိုဘက်ကကောင်းတွေကငှက်ကြီးတောင်ဓာကြီးတွေနဲ့တုံးရောက်ဖိုးတုတ်ကတော့သူ့အနားမှာရှိတဲ့ဝရင်တုံးနဲ့ပြန်ချတာ။တုံးရောက်တယောက်ဆိုပေမဲ့ဖိုးတုတ်ကဘာဒဏ်ရမှမရလိုက်ဘူး။ဟိုတုံးကောင်ကတော့ခေါင်းကွဲတဲ့ကောင်ကကွဲ၊လက်ဖြန့်ရိုးကျိုးတဲ့ကောင်ကကျိုးကုန်တာ။ဖိုးတုတ်ရိုက်လိုက်တဲ့ဝရင်တုတ်ကလည်းဝစစ်ပိတ်အစိမ့်ကြီးလေ။အဲ့ဒီတော့ခံလိုက်ရတဲ့ကောင်တွေက မရှုမလာပဲပေါ့ဒီလိုနဲ့ကျုပ်တို့ရွာတွေမကဘူးအနီးနားကရွာတွေကပါအေးတရာကဝရင်တုတ်ဖိုးတုတ်ဆိုတာနဲ့ဖိဖိတုံအောင်ကြောက်နေကြတာပြို့အဲ့ဒီအချိန်ကျုပ်တို့ရွာကအရတမဖဲတမကြက်တမတွေက ဖိုးတုတ်ရဲ့တပည့်အဖြစ်ခံယူလာကြတယ်ပြီးတော့သူတို့ကပါ ဖိုးတုတ်ရဲ့တပည့်กว่าဆိုပြီးလှုပ်ချင်တာလှုပ်ကြတော့တာပေါ့ဖိုးတုတ်မှာကတပည့်တပန်အားကြီးပေါ်တာကျုပ်တို့ဒီရွာတွေမကဘူးအခြားရွာတွေမှာပါ ိုးတုတ်ရဲ့တပည့်တွေရှိတယ်။ဒီလိုနဲ့ဖိုးတုတ်ကဒီနယ်တကျော်မှဘရင်တပားလို့ဖြစ်နေတာပေါ့ကွာ။ရွာတကြီးတောင်သူ့လောက်အာဏာမရှိဘူး။တခါတလေလူပြိုပေါက်အရွယ်ကောင်းလေးတွေကပြောမရဆိုမရဖြစ်နေရင်ဟဲ့ငါဖိုးတုတ်နဲ့သွားတိုင်လိုက်ရမလား။အဲ့ဒီလိုဆိုတာနဲ့ချက်ချင်းကိုငြိမ်းချသွားတာပြို့ဖိုးတုတ်ကအဲ့လောက်အထိဩဇာအာဏာရှိတာဗျ။ဒီနေ့ကျုပ်တို့ရွာကို အသက်90ဝန်းကျင်လောက်ရှိတဲ့ လင်မယားနှစ်ယောက်ရောက်လာတယ်သူတို့ကစေတမားတော်တွေဆိုတော့ကျုပ်တို့တကြီးကလည်းလွယ်လွယ်ကူကူနဲ့ပဲလက်ခံထားလိုက်တာပေါ့အဲ့ဒီလင်မယားနှစ်ယောက်မှယောက်ျားဖြစ်သူရဲ့နာမည်ကဥတာလွန်တဲ့ဇပင်ရှိကြီးကိုတေချာဆီထားပြီးကြောပြင်းမှာချထားတာနှုတ်ခမ်းမွေးမုတ်ဆိတ်မွေးနဲ့ဥပရိယုတ်ကတော့ခက်ကောင်းကောင်းသူကအသားကလည်းဖြူသေးတယ်သူမိမ့်မှကြပြန်တော့နာမည်ကဒေါ်မေတင်တဲ့သူကြအသားကခမ်းမဲမဲပြ မျက်နှာကလည်းမရေမပြုံးမျက်နှာသေးကြီးသူ့ရဲ့ထင်ရှားတဲ့အမှတ်သားကတော့ဘယ်ဘက်ပားပြမှာမဲ့အကြီးကြီးပါတာပဲပြို့တိုက်ဆိုင်တယ်လို့ပဲပြောရမလားမသိဘူးအဲ့ဒီဥတလုံးနဲ့ဒေါ်မဲတင်တို့ရောက်တဲ့နေ့ကစပြီးကျုပ်တို့ရွာကလူတွေအားလုံးဒီပါတနေ့တမျိုးမရိုးရအောင်နားဖြားကြတော့တာအဲ့ဒီအချိန်ဆိုဥတလုံးကရောက်လာပြီးကုပေးလိုက်ရင် လုံးဝအရှင်ပျောက်သွားတယ်တခါတလေဆိုရင်တော့ဒေါ်မဲတင်ကလာကုပေးတယ်သူတို့လင်မယားနှစ်ယောက်မှာ ဘသူပဲကုကုယောဂကယူပစ်တယ်လို့အရှင်ပြောက်သွားတော့တာပြောဥဒလုံးနဲ့ဒေါ်မေတင်ကဆေးကုပင်လူနာရှင်ဘက်ကပေးတဲ့လောက်ကိုပဲယူတာတခါမှလည်းပိုမတောင်းဘူးတချို့ငွေကြေးမတတ်နိုင်တဲ့သူဆိုရင်အလကားတောင်ကုတာပေးတာအဲ့ဒီတော့ကျုပ်တို့ရွာတယ်မကဘူးအခြားရွာတွေကပါဥဒလုံးနဲ့ဒေါ်မေတင်တို့ကိုအနာယောဂနဲ့ပတ်သက်ပြီးလှုပ်အားကိုးကြတာပြောသူတို့လင်မယားနှစ်ယောက်ကဘလို့ယောဂဖြစ်နေပါစေရအောင်ကုပေးတယ် ကုံကုံပြောရရင်အနာရောဂါနဲ့ပတ်သက်ပြီးသူတို့မသိတာမရှိဘူးမာတလုံးကြည့်တယ်လို့တောင်ပြောလို့ရတယ်တခါကကျုပ်တို့ရွာသားကောင်းဖေကအမဲလိုက်ပြီးတောထဲကပြန်လာတဲ့အချိန်တောဆန်နာမှာပိုးထီသွားတာတကိုယ်လုံးလည်းပြာနှမ်းနေပြီးအကျောတွေလည်းဆွဲနေတာအဲ့ဒီအချိန်သူနဲ့အဖော်ပါလာတဲ့သူနှစ်ယောက်ထဲကမှတယောက်ဖြစ်တဲ့လှမောင်ကဥဒလုံးစီကိုတန်းနေအောင်ပြေးတော့တာပေါ့ဟိုရောက်တော့ဥဒလုံးကမေးလိုက်တယ် ဟဲ့ဘာဖြစ်လာတာလဲအလောရကြီးနဲ့ဆရာကြီးတောင်းဖေတောင်းဖေပိုးထီသွားလို့ပါဒီကိုလုံးလဲပြာနှန်းနေပြီအဲ့ဒါကြောင့်ဆရာကြီးကိုအရင်လာခေါ်တာပါအေးတောင်းဖေကအခုဘယ်နားမှာတော့တောဆက်မှာပါဆရာတဲဒီလောက်ဝေးကြီးကိုကျုပ်ဟိုရောက်တာနဲ့တောင်းဖေကတင်းနေလောက်ပြီဗျာဒါဆိုဘယ်လိုလုပ်ကြမလဲဆရာကြီးတောင်းဖေကဘယ်နေရာကိုပိုးထီခိုင်းရတာတော့ ညာဘက်ချင်းမျက်စိနားကိုပါဆရာကြီးဟုတ်လားလာလာမင်းဒီမှာလာထိုင်စမ်းဗျာထိုင်ဆိုထိုင်စမ်းပါဟခြေတော့ပါဆင်းထားဟုတ်ဟုတ်ဆရာကြီးဒီလိုနဲ့ဆရာကြီးကလှမောင်ရဲ့ညာဘက်ချင်းမျက်စိနားကိုသူ့ရဲ့လက်နဲ့အုပ်ပြီးဗဇက်ကနေဂါရာလလိုမန်တန်လလိုတွေကိုပွားစီပွားစီနဲ့အဆက်မပြတ်ရွတ်နေတော့တာပြီးရင်လက်နဲ့ခြေပွားအထိတက်ချလိုက်တာ အဲ့လိုမျိုးလက်နဲ့သုံးခါလောက်တက်ချပြီးခဏကြာတော့ဦးသားလုံးကပြောလိုက်တယ်။ရပြီ၊သွားတော့တောင်းဖေးတက်တာသွားပြီ။ဗျာအဲ့ဒါနဲ့လှမောင်ကလည်းတောချက်ကိုတကြိုးတည်းပြန်ပြေးတော့တာပေါ့။ကိုလဲရောက်ရောတောင်းဖေးကအကြောဆွဲနေရကနေချက်ချင်းတက်တာသွားပြီးလမ်းတွေဘာတွေတောင်ထားချောင်းနေတာ။ပိုးထိခရရတဲ့နေရာကနေလဲအစိတ်တွေက သူ့လိုလိုထွက်ကုန်တာ။ဦးသားလုံးဆိုတဲ့လူကအဲ့ဒီလောက်တောင်သွားနာပြို့ ဥဒလွန်ကစွမ်းသလိုဒေါ်မဲတင်ကလည်းခေသူတော့မဟုတ်ဘူးတခါကကျုပ်တို့ရွာကဒေါ်တောင်းကြီးဘိုင်းအောင်လေဆိုပြီးမြေပြင်မှာလူးလိမ်ပြီးဩနေတာအဲ့ဒါကိုဒေါ်မဲတင်က သူ့လက်ကလေးနဲ့ပဲတတ်ချာပေးလိုက်တာဒေါ်တောင်းကြီးဘိုင်းအောင်တာချက်ချင်းပြောက်သွားတယ်တခါတလေနွားတွေပြောက်တယ်ဆိုရင်လေဒေါ်မဲတင် နေရအထီးအကျောက်ကိုပြောပြလိုက်တာနွားပိုင်ရှင်ကလည်းဒေါ်မဲတင်ပြောပြတဲ့နေရာကိုသွားကြည့်လိုက်ရင် သူ့နွားတွေကအဲ့ဒီနေရာမှာချိနေပြန်ရော ဒေါ်မေတင်လဲအဲ့လောက်ထိကိုတော်တာပြို့တခါကကိုသားရေးဆိုတဲ့လူညနေဆောင်အချိန်ကြီးတရက်ပင်ပေါ်တက်ပြီးတရက်တီတက်ခူတာအဲ့ဒီတရက်ပင်ပေါ်ကတရဲမကြီးကသူ့ကိုကန်ချလိုက်တာလေအမြင်ကနေပြုတ်ကြတာဆိုတော့ကိုသားရေးတယောက်လက်ဖြတ်ရိုးကြီးကျိုးသွားပြီးအပြင်ကိုတော့ငေါထွက်သွားတာအဲ့ဒါနဲ့ထုံးစံအတိုင်းဥတာလုံးတို့စီကိုပြေးကြတာပေါ့ကိုရောက်တော့ဥတာလုံးကမရှိဘူးဒေါ်မေတင်ပဲရှိတယ်အဲ့ဒါနဲ့ဒေါ်မေတင်က ိုသားအေးရဲ့လက်ကျိုးတဲ့နေရာကိုပလင်းတစ်ခုတည်းကဆေးရည်ကိုယူပြီးလိမ့်ပေးလိုက်ပြီးတော့အဲ့ဒီနေရာကိုအနှဲ့ရောင်ပဝါစာလေးနဲ့ဖုံးလိုက်တယ်ပဝါအပေါ်ကနေသူ့ရဲ့လက်နဲ့ဖြည်းဖြည်းချင်းတတ်ချလိုက်တာခဏကြာတော့ကိုသားအေးရဲ့လက်ကအကောင်အတိုင်းပြန်ဖြစ်သွားတယ်ဗျဒေါ်မေတင်ကအဲ့ဒီလောက်ကိုတော်တာပြို့ဒီလိုနဲ့အချိန်ထွေကြာလာတော့ဥသလုံးတို့လင်မယားနှစ်ယောက်ကလည်းရွှေတွေငွေတွေနဲ့ဖြစ်လာတာပေါ့တဖြည်းဖြည်းနဲ့အပေါက်ကလည်းစိုးလာရောဗျာ အရင်လိုလဲသဘောမကောင်းတော့ဘူးပတ်ဆံပေးရင်ကုပေးတယ်ပတ်ဆံမပေးရင်လုံးဝကုမပေးတော့ဘူးဒါပေမဲ့လေကျိုးတို့ရွာကတယောက်မဟုတ်တယောက်ကနေတိုင်းအနာရောဂါဖြစ်နေတော့သူတို့ကိုပဲအားကိုးနေရတာပေါ့ဒါပေမဲ့သူတို့လင်မယားကိုကျုပ်တို့တရွာလုံးကတိတ်တော်မတင်ကားဘူးမပြောရဲလို့သာငြိမ်နေကြတာဗျတနေ့တော့ကျုပ်တို့တိတ်တိတ်ဆိတ်ဆိတ်လေးတိုင်ပင်ပြီးသူတို့လင်မယားနှစ်ယောက်ကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒါနဲ့ပဲသူတို့လင်မယားနောက်ကို လိုက်ဆောင်စံတော့တာပေါ့ဗျာဒီလိုနဲ့အချိန်တွေကြားလာတော့သူတို့လင်မယားနှစ်ယောက်လုံးကကဝေလိုလိုဆုံးလို့လို့ဖြစ်နေကြတယ်ဆိုတာကိုကျုပ်တို့သတိထားမိလိုက်ကြတယ်မှတ်မှတ်ရရအဲ့ဒီနေ့ကဥသလုံကဂုံလျှော်ကျိုးတစ်ချောင်းကိုကမ်းပြီးသူ့အိမ်ထဲကိုဝင်သွားတာကိုကျုပ်ကလှမ်းမြင်လိုက်တယ်ဗျအဲ့ဒါနဲ့ကျုပ်လည်းသူ့အိမ်အနားအထိကိုသွားပြီးအပေါက်လေးတစ်ပေါက်ကနေချောင်းကြည့်လိုက်တာဥသလုံကသူ့လက်ထဲကင်ထားတဲ့ဂုံလျှော်ကျိုးကိုတကောက်ဖာတဲ့ထဲလိုက်တယ် ပြီးတော့အပေါ်ကနေအဖုံးအုပ်ပြီးပွားစီပွားစီနဲ့တခုခုကိုရွတ်ဆော်နေတဲ့ဘေးနားမှာရှိတဲ့လူဦးကောင်းခွန်ကိုလည်းလူရိုးတစ်ချောင်းနဲ့တတော်တော်နဲ့မြည်နေအောင်ခောက်နေသေးတယ်။ခဏကြာတော့တကောက်ဖာကိုဖွင့်လိုက်တဲ့အချိန်မှာဆဆော့ကထဲထားတဲ့ဂုံချော်ကျိုးကနေမွေအနတ်ကြီးတစ်ကောင်ဖြစ်သွားတာပြို့ကျုပ်ဖြစ်ကြသိန်းတွေတောင်ထသွားတယ်။အဲ့ဒီနေချင်းပဲကျုပ်တို့ရွာတဲကလူတယောက်မွေပေါက်ခံလိုက်ရတယ်။ပေါက်တဲ့မွေကိုလည်းတေချာဖမ်းထားပြီးအိမ်အနောက်မှာထားထားလိုက်တယ် ဒါကတော့ကျုပ်အကြံပေါ့ဗျာကျုပ်ကမတင်ကားလို့အခုလိုလှုပ်ထတာထုံးစံအတိုင်းဥတလုံးကရောက်လာပြီးငွေပေါက်တဲ့နေရာကိုလက်နဲ့တက်ချလိုက်တာသေမလို့ဖြစ်နေတဲ့လူကချက်ချင်းတက်တာသွားရောအဲ့ဒီအချိန်မှာပဲအိမ်နောက်မှာဖမ်းထားတဲ့မွေကနေဂုံချော်ကြိုးကြီးအဖြစ်ပြန်ပြောင်းသွားတော့တာပြို့ဥတလုံးကတော့ဆေးကုလို့ရတဲ့ပက်ဆံကိုယူပြီးမြောက်ကြွမြောက်ကြွနဲ့ပြန်သွားတော့တာဒေါ်မေတင်ကြပြန်တော့အသားငါးတွေကို အစိမ့်လိုက်ကြီးစားတာတစ်ခါတစ်ခါဆိုကြက်ရဲ့လေပင်ကနေကိုက်ပြီးတွေးဆုပ်ပစ်တာအဲ့ဒါကိုတော့တောင်းဖေကတွေးခဲ့တာဒီလိုနဲ့တဖြည်းဖြည်းကျုပ်တို့ရွာကလူတွေကအကုန်ရိမ့်မိလာကြတော့အထလန်းဆရာတွေကိုလိုက်ရှာကြတာပေါ့ဒါပေမဲ့လေဘဲအထလန်းဆရာမှရွာတဲ့အထီကိုမရောက်လိုက်ဘူးရွာပြင်မာတင်သေးသွားကြတာကြီးပဲတခါကအထလန်းဆရာတယောက်ကသူ့ကိုယ်သူအစင်90ရှိတဲ့အထလန်းဆရာကွာဆိုပြီးရွာထဲကိုဝင်လာတဲ့ ဦးသားလုံးတို့အိမ်ရှိထီကိုသွားပြီးစိန်ခေါ်နေသေးတာအဲ့ဒီအချိန်ကျုပ်တို့လည်းအတက်သွားတာပေါ့ဘာလို့ဆိုအရင်ကဒီရွာကိုလာတဲ့အထလန်းဆရာမှန်သမျှကရွာထဲအထီတော်မရောက်လိုက်ဘူးရွာပြင်မာတင်သေးသွားကြတာလေမသေးရင်တော့ပြန်လဲပြေးရတာကြီးပဲအခုရောက်လာတဲ့ဆရာကြတော့ရွာထဲဝင်လာရုံတင်မကဘူးဦးသားလုံးတို့အိမ်ရှိထီသွားပြီးစိန်ခေါ်နေတာဆိုတော့ကျုပ်တို့လည်းအယံဝမ်းသာသွားတာပေါ့အဲ့ဒီအချိန် ဦးသားလုံးတို့ကအိမ်ပြင်အောင်ထွက်မလာဘူးငိမ့်နေတာကျုပ်တို့ကလည်းအထက်လန်းဆရာကြီးကိုကြောက်လို့ငိမ့်နေတယ်လို့ထင်တာပေါ့ခဏကြာတော့အဲ့ဒီအိမ်တဲကတတောက်တောက်နဲ့တခုခုကိုထူးရိုက်နေတဲ့အတန်ကိုကြားလိုက်ရတယ်ဗျကျုပ်အထင်ကတော့လူဦးကောင်းခွန်ကိုထူးရိုက်နေတယ်လို့ထင်တယ်ဗျအဲ့ဒီဦးကောင်းခွန်ကိုထူးရိုက်နေတဲ့အတန်လဲထွက်လာရော အထက်လန်းဆရာကြီးကဘာမှဆက်မပြောတော့ပဲကြောင်တောင်ကြီးနဲ့ရက်နေတာပြီးတော့ဘေးမှာရှိတဲ့တစ်ပင်တွေကို သူ့ခေါင်းနဲ့ပြေးပြေးစောင့်နေတာခဏကြာတော့သူ့ဝှထားတဲ့အဝတ်အစားတွေကို ချွတ်ပြီးကိုလုံးတကြီးနဲ့ရွာထဲပတ်ပြေးနေတော့တာပြိုဗဇက်ကနေလဲအာကြောက်တယ်မလာနဲ့မွေးမွေးတွေအများကြီးပဲပြေးကြဟိပြေးကြဆိုပြီးအော်နေတာ နောက်နှစ်ရက်လောက်ကြာတော့အဲ့ဒီအထက်လန်းဆရာလဲရေရင်းပြက်ကြီးတဲ့ပြုတ်ကြပြီးသေသွားပါလိရောနောက်မှကျုပ်တို့အတိအကျတီးခဲ့ရတာကဥတလုံးကအောက်လန်းဆရာကြီးဖြစ်နေတာပြော အဲ့ဒီအောက်လန်းပညာကိုလိုက်စားတဲ့သူတွေကအမတန်မှငရေကြီးတာသူတို့ပညာရဲ့သဘောကမကောင်းတာကိုဖိလောက်လေပိုပြီးအစွမ်းထက်လေပဲအောက်လန်းစေးအစီရင်တွေတုံးပြီးသူများသားများကိုဖျက်ဆီးတယ်သူတို့ပညာနဲ့တရေတဆူတွေကိုခေါ်ပြီးခိုင်းစားတယ်သူတို့ကိုသူတို့လည်းသိရင်အဝေးစီငရေအထိတန်းကြမှာကို သိတယ်ဒါပေမဲ့လည်းမထူးဆက်ကိုကပြီးမိုက်ပြီးမိုက်မဲနေကြတဲ့သူတွေသူတို့ကဒီတဘွားပဲအသက်ရှင်ရတော့မှာဆိုတော့ အသက်ဆိုးရှည်နေကြတာလေဒေါ်မေတင်ကြတော့ပို့ဆိုးတယ်သူကကဝေမာကြီးတယောက်ပြကဝေတောင်ရိုးရိုးကဝေမဟုတ်ဘူးကဝေမြောက်ဆုံးအမျိုးအစားတဲ့ကဖြစ်တယ်ကဝေဆိုတာဘလိုမျိုးလဲဟင်အဖို့သိုးပေကထမိလိုက်ချင်းဖြစ်ပါတယ်ထိုးအချင်းဘိုးမင်းအောင်ကပြောလက်ဆစကားကိုခဏရက်ထားကရင်းနှွေးချမ်းကလေးအမော့တောက်လိုက်လိတဲ့ပြီးမှစကားဆက်လိတဲ့ကဝေဆိုတာ ကဝီတတာကဆင်းတက်လာပြီးအကျော်မော်လို့အထိပ္ပယ်ရတယ်ကွ။တာမန်အဆင့်ကနေ12ကျိုးကဝီတွေဖြစ်တဲ့ဇောကနီဇောကနတ်မောက်လုံးမောက်ပြာမောက်တူမောက်ရှိစတဲ့အဆင့်တွေအထိစက်ကျိုးလို့ခေါ်တဲ့ဆုံကျိုးကဝီကျိုးတွေနဲ့အဆင့်တက်ကြရတယ်။သူတို့ကစက်ကျိုးရန်တရာအတက်ကိုအသုံးပြုပြီးတော့ကောင်းကင်ဘော်ကိုပြန်တက်နိုင်ကြတယ်။ဆုံကဝီအမျိုးအစားပေါင်း69မျိုးရှိတဲ့အထက်ကမှမြောက်ဆုံးအမျိုးအစားက အသားစားဆုံးမျိုးဖြစ်တယ်လူသားလူသွေးနဲ့လူရိုးတို့ကိုလည်းစားသုံးကြတယ်တချို့ကြတော့ကြက်ဝက်ပဲစားတဲ့တလိ္ဆန်တွေကို အရှင်လက်လက်စားတောက်တတ်ကြတယ်သူတို့ကပြူစားလို့သူရဲ့နမီကိုသိုံနဲ့အဲ့ဒီလူရဲ့ကိုးစောင်းနဲ့ကိုတော့ဆေးခိုင်းပြီးဖန်းစားနိုင်တဲ့အစွမ်းတွေရှိတယ်။အော်ဟုတ်အဖိုးဒီလိုနဲ့ဥတလုံကပြူစားလိုက်ဒေါ်မေတင်ကအခါကျင်းငွေယူပြီးဆေးကူပေးလိုက်တဖန်ဒေါ်မေတင်က ပြူစားလိုက် ဦးသားလုံးကအခါချင်းငွေယူပြီးဆေးကုပေးလိုက်လို့ရင်ပွက်ဆန်လိမ့်ယူနေတာကိုကျုပ်တို့ရွာသားတွေအကုန်သိလာကြတယ်။ဒါပေမဲ့လည်းဗျာအထက်လန်းဆရာတွေတောင်သူတို့လင်မယားကိုမနိုင်ကြတာကျုပ်တို့လိုတာမန်လူတွေကဘာတတ်နိုင်မှာတော့ဒီအတိုင်းပဲငြိမ်ခံနေရပြီးအထက်လန်းဆရာကြီးတွေကိုတိတ်တဆိတ်ရှာဖွေကြရတော့တာပေါ့ဒီလိုနဲ့တနေ့ကြတော့ဒေါ်တောင်းကြီးကဘိုင်းအောင်တယ်ဆိုပြီးဒေါ်မေတင်းစီကိုပြေးသွားတယ်ဖြစ်ချင်တော့ အဲ့ဒီအချိန်ဒေါ်တောင်းကြီးစီမကပတ်စံပြက်လက်နေတဲ့အချိန်ဖြစ်နေတာဒေါ်မယ်တင်ကလည်းပတ်စံမရရင်လုံးဝမကုပေးနိုင်ဘူးကြီးပြောနေတော့တာအဲ့ဒီလိုနဲ့ဒေါ်တောင်းကြီးနဲ့ဒေါ်မယ်တင်စကားများနေရင်ကနေဒေါ်တောင်းကြီးရုတ်တရက်ခွေခနဲလဲကျသွားတယ်အနီးပတ်ဝန်းကျင်က လူတွေကလည်းဒေါ်တောင်းကြီးကိုပြေးပြီးထူးကြတာပေါ့အဲ့ဒီအချိန်ဒေါ်တောင်းကြီးရဲ့ဇက်ကကျိုးနေပြီး အသက်လည်းမရှူတော့ဘူးအနီးနားကလူတွေကလည်းဒါက ဒေါ်မေတင်လက်ချက်ဆိုတာသိနေကြတာပေါ့ဗျာဒါပေမဲ့ဘသူမှပါဇက်မဟာရဲကြဘူးဒါနဲ့ပဲဒေါ်တောင်းကြီးကိုသူ့အိမ်ပြန်တယ်လာပြီးအာတုပမြေချဖို့စီစဉ်ရတော့တာပေါ့ဗျာခဏကြာတော့ပစိုးကွက်ပြောက်ကြီးတထဲကိုဒူးအပေါ်ထိရောက်အောင်ဝစ်ထားတဲ့လူတယောက်ကဦးသားလုံးတို့အိမ်ရှိကိုရောက်လာတယ်အဲ့လူကအိမ်ကြီးတော်ဝစ်မထားဘူးဗျကြောကုန်းနဲ့ရင်ပတ်တွေမှာလဲစေးမင်းညောင်တွေအပြည့်ထိုးထားသေးတယ်။ဇပင်ကလည်းကရုံစရောင်းနဲ့ အဲ့ဒီလူကအခြားသူမဟုတ်ဘူးဝရင်တော့ဖိုးတော့ကြီးပြပြီးတော့ဖိုးတော့ကအော်ဆဲနေတာဟေးဆောက်ဖိုးကြီးနဲ့အဖွားကြီးထွက်ခဲ့စမ်းဆောက်အောင်လန်းကောင်ကြီးဆောက်ဆုံးမကြီးထွက်ခဲ့ထွက်ခဲ့လေဘာလဲအခုမှကြောက်နေတာလားဟေးဦးတာလုံးခမည်းရဲ့တိုက်မွေနဲ့ကြုတ်ကိုလာကြိုက်ခိုင်းလေအေးအခုမှကြောက်နေပြီလားဖိုးတော့ရဲ့ညာဘက်လက်မှာကဝရင်တော့ ဘယ်ဘက်လမှာကရဲရင်ကြီးကန်ပြီးဥတာလုံးနဲ့ဒေါ်မေတင်ကိုဆဲဆိုနေတာလေဘာလို့လဲဆိုတော့ဒေါ်မေတင်ပြူစားပြီးတက်လိုက်တဲ့ဒေါ်တောင်းကြီးဆိုတာ ဖိုးတုတ်ရဲ့အမေလေအဲ့ဒီတော့ဖိုးတုတ်ကတောင်းညမ်းပြီပေါ့ကျုပ်အမေသေးတယ်လို့ခမရတို့လင်မယားနှစ်ယောက်လဲသေကိုသေစေရမယ်ဖွက်ခဲစမ်းအဲ့ဒီအချိန်ကျုပ်တို့ရွာသားတွေကလည်းဒီလင်မယားနှစ်ယောက်ကို အခဲမကျေဖြစ်နေကြတာဆိုတော့ ဖိုးတုတ်ဘက်ကနေရက်တီပေးကြတာပေါ့ဗျာဒီလိုနဲ့ဦးသားလုံးနဲ့ဒေါ်မေတင်တို့အိမ်ရှိကိုကျုပ်တို့တွေ့ရလုံးနီးပါးကလက်နက်ကိုစီနဲ့ရောက်လာကြတာဗျအိမ်ခေါင်မိုးကိုလည်းခဲရွင့်နဲ့ပြစ်လို့ပြစ်ပေါ့ဗျာဒီလိုနဲ့ခဏကြာတော့မွေးတွန်းတန်းတွေကိုတရွှီရွှီနဲ့မြည်နေအောင် ကြားလိုက်ရတယ်ဗျပြီးတော့မကြပါဘူးဦးသားလုံးတို့အိမ်ထဲကနေမွေးအနက်ကြီးပဲအကောင်20လောက်ပြေးထွက်လာတာဖိုးတုတ်နဲ့အတူ ကျုပ်တို့ရွာသားတွေကလည်းအဲ့ဒီမွေးတွေကို လိုက်ရိုက်တက်တာပေါ့မွေတွေကအချားနေရတွေကိုခုတ်ဖြတ်ရင်ဘာမှမဖြစ်သွားဘူးခေါင်းကိုဖြတ်ပြစ်မှတေးသွားတာအဲ့ဒီလိုတေးသွားရင်လေချက်ချင်းဂုံချော်ချိုးတွေဖြစ်ကုန်တာဗျအဲ့ဒီမွေတွေကြောင့်ကျုပ်တို့ရွာသား9ယောက်လောက်ကနေရာတွင်အကျောတွေဆန့်ကုန်ပြီးပွေချင်းပြီးတေးသွားသေးတယ်ဒီလိုနဲ့ခဏကြာတော့ဖိုးတုတ်ကဥဆောင်ပြီးဥတာလုံးတို့အိမ်ထဲကိုပြေးဝင်သွားရောကျုပ်တို့ရွာသားတွေကလည်းသူ့နောက်ကလိုက်ခဲကြတာပေါ့ပြီးတော့ ဖိုးတုတ်ကပြောလိုက်တယ်။ဟေ့အောင်တွေဒီကောင်တွေအိမ်ထဲမှာ မရှိတော့ဘူးအခြားနေရာကိုအမြန်လိုက်ရှာကြ။ဖိုးတုတ်ကအဲ့လိုလေပြောပြီးရောဦးသားလုံးတို့အိမ်ပေါ်ကိုမီးတုတ်ကြီးပြစ်တင်လိုက်တာပေါ့။ဘယ်ကြာလဲမေတော့အိမ်ကလေးကခဏအတွင်းပဲပြာကျသွားတယ်။အဲ့ဒီအချိန်ကျုပ်တို့ရွာသားတွေကလည်းပြောနေကြတာပေါ့ဗျာဒီအောင်လန်းနဲ့ကဝေမာကြီးရဲ့ဒဏ်ကိုခံခဲ့ရတဲ့အချိန်ကနဲတာမှမဟုတ်တာအဲ့ဒီတော့ပျော်ကြတာပေါ့ ဆရာဒီမှာတွေ့ပြီဆရာဖိုတုတ်ရဲ့တပည့်တယောက်ကလှမ်းអော်ပြောလိုက်တာလေအဲ့ဒါနဲ့ဖိုတုတ်ကလည်းတွားကြည့်လိုက်တော့ဒေါ်မဲတင်ကြီးဖြစ်နေတာဗျမင်းတော်တယ်ကွာဒီဟာမာကြီးကိုတစ်ပင်မှာချီပြီးမင်းတို့စိတ်ကျင်နေတဲ့အထိရိုက်ကြဟုတ်ဆရာအဲ့ဒီလိုနဲ့ဒေါ်မဲတင်ကတစ်ပင်မှာကြိုးချီခံရတော့တာပေါ့ပြီးတော့ဖိုတုတ်တပည့်တွေတွေမကဘူးကျုပ်တို့ရွာကလူတွေပါဒေါ်မဲတင်ကို ဒုံးနဲ့ရိုက်တဲ့သူကရိုက်ခဲနဲ့ပောက်တဲ့သူကပောက်ဓာနဲ့ထိုးတဲ့သူကထိုးနဲ့ဝိုင်းပြီးလောက်ကြတော့တာပေါ့ဒါပေမဲ့ဒေါ်မေတင်ကြီးကဘာမှမဖြစ်ဘူးဗျာကဟားဟားနဲ့တောင်အောရည်နေသေးတာအဲ့ဒီအချိန်ခြုံတခြုံရဲ့အနောက်ဘက်ကနေဖိုးတုတ်တပီတယောက်ကလှမ်းအော်ပြောတယ်ဗျဆရာဖိုးတုတ်ဒီဘက်မှာအောက်လန်းကောင်ကြီးကိုတွေ့ပြီဟုတ်လားခေါ်လာခဲစမ်းกว่าဒီကိုခေါ်လို့မရဘူးဆရာတုတ်တုတ်နှစ်ယောက်ဝိုင်းဆွဲထားတာတော့ ဒီလူကြီးကနည်းနည်းမှမလှုပ်ဘူးအဲ့ဒါနဲ့ဖိုးတုတ်ကလည်းသူ့တပည့်အနာကိုတွားလိုက်တဲ့အခါဟုတ်ပါဗျာဦးသားလုံးကြီးကတောင်းတောင်ကြီးရက်နေတာလုံးဝကိုမလှုပ်ဘူးအဲ့ဒီအချိန်ဖိုးတုတ်ကပြောတယ်ဗျအေးရဒီတိုင်းခေါ်မရရင်ဓာတ်နဲ့ထိုးပြီးခေါ်လာခဲ့မရဘူးစရာဒါကသူ့အသားထဲကိုဝင်မသွားဘူးဟေးပေးစမ်းငါ့ကိုဒါအဲ့ဒါနဲ့ဖိုးတုတ်ကလည်း ဥဒလုံကိုဓာတ်နဲ့ဒလက်ဆက်ထိုးတာပေါ့ဥဒလုံကလည်းဘာမှမဖြစ်ဘူးဗျာမသိရင်ရာဘာတုံးကြီးကိုထိုးနေတယ်လို့ဖြစ်နေတာပြို့တုတ်တို့လည်းအံ့ဩနေကြတာအဲ့ဒါနဲ့ဖိုးတုတ်ကစိတ်မရှိတာနဲ့သူ့လက်ထဲကဝစစ်ပိတ်ဒုံအစိမ့်ကြီးနဲ့ဥဒလုံရဲ့ခေါင်းကိုကြီးရိုက်နေတော့တာကျုပ်အထင်အချက်20ကျော်လောက်တော့ရှိမယ်ဗျအဲ့ဒီတော့မှဥဒလုံကနည်းနည်းပြော့ခွေသွားတော့တယ်ဒါပေမဲ့သူ့ခေါင်းမှာတော့ဘာဒဏ်ရမှရှိမနေဘူးဗျာ ဒီလိုနဲ့ဦးသားလုံးကိုပါခေါ်လာပြီးဒေါ်မေတင်အနားမှာကျိုးနဲ့ကတ်ချီထားလိုက်တဲ့ပြီးတော့ဖိုးတုတ်ကရဲရင်ကြီးနဲ့သူတို့လင်မယားနှစ်ယောက်ကိုလိုက်ခုတ်တာဘာမှဖြစ်မသွားဘူးဗျာရဲရင်ကြီးကပြန်ပြီးကန်ထွက်လာတာကျို့တို့တရွာလုံးကလူတွေကလည်းအံ့ဩနေကြတာပြောအဲ့ဒီအချိန်ဖိုးတုတ်တပည့်တယောက်ကဝင်ပြောလိုက်တယ်ဆရာဖိုးတုတ်သူတို့နှစ်ယောက်ကဒုတ်ပြီးထားပြီးနေတယ်ဆရာသူတို့ကိုဘယ်လိုမှတတ်လို့ရမယ်မထင်ဘူးဒီမှာဟဲ့ကော သူတို့ဖတာဒုတ်ပီပီဓာပီပီငါရောက်အောင်တတ်မယ်ကွာဒီနှကောင်ကိုခဲကြီးကြီးနဲ့တွဲချီပြီးရေရင်းနဲ့ပြစ်ချပြီးတတ်မယ်ကွာသေကိုသေစေရမယ်ဟာဟုတ်တယ်ဆရာဖို့တော့အဲ့လိုဆိုသူတို့ခံနိုင်မှာမဟုတ်ဘူးအေးဒါဆိုလဲတတ်ဖို့ပြင်တော့ဟုတ်ဆရာဖို့တော့ရဲ့တပည့်တွေကဥဒလုံးတို့လင်မယားနှစ်ယောက်ကိုခဲကြီးကြီးနဲ့တွဲပြီးကျိုးချီနေတဲ့အချိန်မှာအသက်60ကျော်လောက်ရှိပြီလို့ထင်ရတဲ့ အဘာကြီးနှစ်ယောက်ရောက်လာတဲ့တယောက်ကတောင်ဝေးကိုကင်ထားပြီးတယောက်ကစိတ်ပတိကြီးကိုစိတ်နေရင်းစကားဆပြောလိုက်တာဗျလူလေးတို့ကျုပ်တို့ကအထက်ကိုင်းဆရာတွေပါရွာစဉ်လှည့်ပြီးစုံကဝေအောက်လန်းပညာတဲ့တွေစီကနေသူတို့ပညာဆက်တွေကို အလှခံပြီးဖြက်စီးပစ်နေတဲ့သူတွေပါအခုဘာကိစ္စနဲ့ကျုပ်တို့စီလာတာတော့အတန်နှချောင်းကို အလှခံခြင်းလို့ပါအလှခံတွေအလိုမရှိဘူးပြန်တော့ ဖိုးတုတ်ကခက်ပြက်ပြက်ပြောလိုက်တာဗျအဲ့ဒီအချိန်အထလန်းဆရာကြီးတယောက်ကဝင်ပြီးပြောလိုက်တယ်လူလေးတို့ကိုမမိုင်မားစေခြင်းဘူးလူလေးတို့အခုတက်ဖြတ်နေတဲ့ဒီနှစ်ယောက်ကိုတုတ်တို့လက်ထက်အပ်လိုက်ပါ သူတို့ရဲ့ပညာဆက်တွေကိုနှုတ်ယူပြီးဖြတ်စည်းပြစ်လိုက်ရင် သူတို့ဟာတာမန်လူတွေဖြစ်သွားပြီးဘယ်သူ့ကိုမှဒုက္ခမပေးနိုင်တော့ပါဘူးဘာလို့အဲ့ရမှာလဲမအပ်ဘူးဒီနှစ်ကောင်ကကျုပ်အမေကိုတက်ပြတဲ့ကောင်တွေကျုပ်လက်နဲ့ပဲပြန်လက်စားချေမယ် ဒေါသကိုရှေ့တန်းမတင်ပါနဲ့ကွယ်။ဟာဗျာကိုလန်းကိုသွားစမ်းပါဗျာ။ဖိုးတုတ်ကလည်းအတင်းကိုခေါင်းမနေတော့တာပြော။အဲ့ဒီအချိန်ရွာတကြီးကဝင်ပြောတယ်ဗျ။ဟုတ်ပါတယ်ဖိုးတုတ်ရာဒီစီအရွေစီကိုအပ်လိုက်တာအကောင်းဆုံးပါပဲကွာ။သူတို့ကိုမင်းလဲတက်နိုင်တာမှမဟုတ်တာ။ဘာလို့မရရမှာလဲ။တုတ်ရအောင်တက်မှာ။အဲ့ဒီအချိန်ဖိုးတုတ်နဲ့ဘာကြီးတော်ဆက်တဲ့ဦးကြီးတောင်းဆိုင်က ဝင်ပြောတယ်ဗျ။ ဦးကြီးတောင်းဆိုင်ကဖို့တုတ်အမေဒေါ်တောင်းကြီးရဲ့အကိုလေးဖို့တုတ်ဘာကြီးပြောတာကိုနားထောင်တာလုံးနဲ့မဲတင်ကို ဟော်ဒီကဆရာကြီးတွေစီအပ်လိုက်တာက ပို့ပြီးနီလန်ကြပါတယ်ကွာတာလုံးနဲ့မဲတင်ဆိုတာကလည်းမကြခင် သူစိတ်နဲ့သူသွားကြတော့မှာပါမင်းသက်ဆရာတော်မလို့ပါဘူးဒီဆရာတွေလက်ထက်အပ်လိုက်ရင်သူတို့နှစ်ယောက်ရဲ့ပညာဆက်တွေကုန်ပြီးကြာဘွားကနေကြောင်ဘွားကို ပြောင်းရတော့မှာပါကွာ မင်းကခေါင်းမပြီးရေတွင်းထဲပြစ်ချပြီးတတ်ထားတော့မသေးဘူးဆိုရင်ဘလို့လုံးကြမလဲအဲ့ဒီတော့မှအခုထက်အချိန်နေပိုဆိုးကုန်ပါဦးမယ်ကွာကျုပ်ကပဲကြားထဲကတောင်းမှန်တယ်ဟုတ်ပြီလားဒီလင်မယားနှစ်ယောက်ကိုဆရာကြီးတွေလက်ထက်အပ်လိုက်ပါတော့ကောင်းပြီလေကျုပ်ဖကြီးကိုယ်တိုင်တောင်းမှန်လို့ဆရာကြီးတွေလက်ထက်ကျုပ်အပ်လိုက်မယ်ဒီလိုနဲ့ပဲအထက်လန်းဆရာကြီးတွေကရွာလူကြီးတွေအကူအညီနဲ့ငပြောပွဲအုံပွဲတွေပြင်လိုက်ကြတယ်ဖိုးတုံးနဲ့သူတပည့်တွေကတော့ ဓာတ်ရက်ပြင်ပြင်ရုပ်ရက်ပြင်ပြင်နဲ့ဘေးနာကနေအကဲခတ်နေကြတာခဏကြာတော့အထလန်းဆီဟာကြီးကဥဒလုံးနဲ့ဒေါ်မယ်တင်ကိုပညာဆက်တွေအခိုင်းတယ်ဒါပေမဲ့သူတို့ကမအပ်ချင်ကြဘူးအင်းတင်တင်ပေးဆောင်ဆောင်လုံးနေကြတာအဲ့ဒါနဲ့ဆီဟာကြီးတွေကလည်းအင်းဆောင်တွေဆေးဆောင်တွေနဲ့ဆုံးမခိုင်းတော့တာပေါ့အာပူတယ်ပူတယ်ဒါကဒေါ်မယ်တင်អော်နေတဲ့အတန်ပြအာကောင်ချစ်ပြီးတော့ကိုអော်နေတာ တိုက်စင်တဲ့နင်းအဆွဲနဲ့ထိုးမသေးစေနဲ့ဆရာကြီးတွေကလည်းဩဇာအာဏာပါလာတဲ့အတန်တဲ့ကိုပြောနေတာဗျအဲ့ဒီအချိန်အာကြောက်ပါပြီအပ်ပါတော့မယ်ပညာဆက်တွေအကုန်အပ်ပါမယ်မလောက်ပါနဲ့တော့မခံနိုင်တော့လို့ပါအဲ့ဒီတော့မှဥသာလုံးနဲ့ဒေါ်မေတင်ကသူတို့ပညာဆက်တွေကိုအပ်လိုက်တော့တာအေးအကုန်အပ်ဘာတစ်ခုမှမချန်ထားနဲ့ အထလန်းဆရာကြီးတွေကအဲ့လိုပြောနေတဲ့အချိန်ဒေါ်မဲတင်ကြီးကဖိုးတော့ကိုမျက်ထောင်နေကြီးနဲ့စိုက်ကြည့်နေတော့တာပြီးတော့ဗဇက်ကနေလဲပွားစီပွားစီနဲ့ရွနေသေးတာဗျခဏကြာတော့ဖိုးတော့ကသူ့အနာကတယောက်ကိုလက်ထဲကဝရင်ထုံးနဲ့ငယ်ရိတ်တက်တက်ကနေအာရပါရရိုက်ချလိုက်တာဟတ်တက်ကြီးကွဲသွားတယ်အဲ့ဒီအချိန်ရိုက်ခန့်လိုက်ရတဲ့သူ့ရဲ့အကိုဖြစ်သူက ဖိုးတော့ကိုဓမြောင်နဲ့ပြေးထုတ်လိုက်ရော ဖိုးတော့ရဲ့တပည့်တယောက်ကလည်းသူ့ဆရာကိုဓမြောင်နဲ့ထိုးတဲ့သူကို ဓားနဲ့ဝင်ခုတ်ရောဒီလိုနဲ့ရွာသားအချင်းချင်းတယောက်နဲ့တယောက်ဓားတွေထုတ်တွေနဲ့ခုတ်ကြရိုက်ကြတော့အနည်းကတချို့လူတွေကတော့ထွက်ပြေးကြတာပေါ့အဲ့ဒီလိုဖြစ်အောင်ဒေါ်မဲတင်ကြီးကတမင်လှုပ်လိုက်တာလေခဏကြာတော့အထက်လန်းဆရာကြီးတွေကပညာဆက်ဖြတ်တဲ့အနေနဲ့ဥတလုံးနဲ့ဒေါ်မဲတင်တို့ကိုခေါင်းကနေပရီတကုံးစီဆွတ်ချပေးလိုက်တယ်အဲ့ဒီတော့မှခုနကရန်ဖြစ်ပြီးခုတ်ထင်နေကြတဲ့သူတွေကငြိမ်သွားတော့တယ်ဖိုးတုတ်ကတော့ ဘိုင်းမှာဓာတလန်ကြီးနဲ့ခဏကြာတော့သွေးထွက်လွန်ပြီးသေးသွားရောအဲ့ဒီတုန်းက9ယောက်လောက်က သေပြီး10ယောက်လောက်ကဒဏ်ရာရကုန်ကြတာလေကြံတဲ့လူတွေကလည်းဥသလုံးနဲ့ဒေါ်မယ်တင်ကိုတတ်မယ်ကြီးတကယ်ကယ်လုံနေလို့အထက်လန်းဆရာကြီးတွေနဲ့ရွာလူကြီးတွေကဝိုင်းပြီးတားထားရသေးတယ်။နောက်တော့မှအဲ့ဒီလင်မယား2ယောက်ကိုရွာကနေနှင်ထုတ်လိုက်ကြတာပေါ့ကွာ။ဘိုးမယောင်ကပြောနေရင်ဖြစ်လက်ထဲရှိပြောင်းဖူးဖက်ဆက်လက်ကလေးကို နှစ်ဖွာသုံးဖွာလောက်ဇက်တိုက်ဖွာနေလိုက်တယ်ထို့အချိန်စိုးပေကဘုံမင်းအောင်ကပြောလိုက်တယ်ဒါဆိုအဲ့ဒီလင်မယားနှစ်ယောက်ကတာမန်လူတွေပြန်ဖြစ်သွားတာပေါ့နော်အဘိုးအေးဗောကွဘာပညာမှ မရှိတော့ပဲတာမန်လူတယောက်ဖြစ်သွားတော့တာပေါ့သူတို့ရဲ့ကံကလည်းအဲ့လောက်ပဲပါတယ်ထင်ပါရဲ့ကျုပ်တို့ရွာကထွက်သွားပြီးနောက်နေ့လောက်ကျတော့လင်မယားနှစ်ယောက်စလုံးကျုပ်တို့ရွာအပြင်ကလဲခွင်းထဲမှာဓာတန်းလန်းနဲ့သေးနေကြတာလေ။ ဘသူတက်လို့တက်သွားမှန်းအောင်မတိလိုက်ကြဘူး။ဩဟုတ်အဖိုး။ဂိုင်းမိုးလေအတော်ချုပ်နေပြီ။အိမ်ပြန်ကြတော့တော်ကြအိမ်ကလူကြီးတွေစိတ်ပူနေရော့မယ်။ဟုတ်ကဲ့အဖိုး။နောက်နေ့ကြရင်လေအခုလိုထူးဆန်းတာတွေပြောပြအောင်နော်။အေးပါဟုတ်ပါပြီ။ကြုံပြောပြပါမယ်။ဟုတ်အဖိုး။ဒါဆိုကျုပ်တို့ပြန်လိုက်ပါအောင်မယ်။အေးအေး။ဤတို့ဖြင့်အေးအေးတံကိုခုခံကာကွယ်ရန်အတွက် မီးလောင်နေရင် ြောနေကြသည့်ဘောမင်းအောင်တို့ရဲ့စကားဝိုင်းကလေးမှာထိုများလောက်နှစ်သာပြီးဆုံးသွားပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာဆိုင်းချက်ရီမြေရေးသားထားတဲ့ဘောမင်းအောင်နဲ့ပညာတဲ့လင်မယားဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလံကောင်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ဇလံလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။